ြည်ဦးလွင် vlog 3ရနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာရောကီဘယ်ရီသွားမှာလဲပြီးတော့ဘာတွေလုပ်မှာလဲဆိုတာကိုလိုက်ကြည့်ပေးကြပါဦးအရင်ဆုံးအနေနဲ့ကေယာပြည်ဦးလွင်ရဲ့တကိုးကြီးဖျားဖြစ်တဲ့မဟာအန်ထုကန္တာဖျားမှာနေစွန်းကတ်လူမှာဖြစ်ပါတယ်အယံစကောက်နဲ့ပင်လုံဆိုင်ရာဝက်ဖတ်ထုတ်ကျော်ရဲ့တောက်တော်ရီချမ်းရဲ့နှင်းစီပန်းတော်နဲ့အောင်တပြင်းညွန့်တို့ကိုကတ်လူခဲ့ပါတယ်။ ဖျားဖို့မယ်ဆိုရင်စောနိုင်တဲ့မြအစောဆုံးသွားတာတော့အကောင်းဆုံးပါပဲ။ကေကနေစွန်းကတ်မှာမှုလို့နယ်လီနောက်ကျပြီးတော့သွားလိုက်တော့ရင်းမြင်တော်ပေါ်မှာကတော့နည်းနည်းတော့နေပူနေပြီပေါ့နော်။ဖျားနာရှုခင်ရလေအရန်လှတာပဲ။ပြီးတော့ကေဟိုတယ်ပြန်ပုံလေးပါလေးရိုက်ချက်ကောက်ထွက်ညစာအတွက် Friday ကနေပြီးတော့အကင်တခါရဲဝယ်ဝါလိုက်တယ်သူစာအကင်အရန်ကောင်းနေ။ Breakfast ဆန်ဆန်လေးတရက်လောက်တော့တဲကြည့်မယ်ဆိုပြီးရွေးလိုက်တယ်။စင်ကောင်းလေးကျွေးရနာကစဘတ်ကမြိုရဲနဲ့ကြတော့နည်းနည်းလှမ်းလို့ကေကညစာအတွက်ကိုတခါရဲဝင်သွားလိုက်တာပါ။ကဲအခုကေဒီနေ့ညအတွက်တဲမယ်ခဏတာကေရဲ့အိမ်လေးကိုရောက်ပါပြီ။ဇလာပုံစံလေးရာတော်တော်လေးချစ်စရာကောင်းပါတယ်။ facility တွေကတော့အိမ်လေးလိုပဲပေါ့နော်အကုန်လုံးအစုံထည့်ပေးထားပါဗျတော်တော်လေးလဲတက်ရက်တယ်ပြီးတော့အပြင်အစင်လေးတွေကလည်းလှတယ်နေခြင်းစရာလေး ကိုကကိုချက်ပြုတ်စာတောက်ချင်တဲ့သူတွေအတွက်လဲဆန်စီအရသာမှုန့်နေအကုန်ရှိရဲကြက်ဥလဲပေးထားတယ်အာခေါဆွဲကြောက်ထုတ်လဲရှိရဲပြီးတော့ပါမုတ်ဂျမ်ပြီးတော့ဝိုင်းလေးဒပလင်းတော့ပါသေးတယ်လိုအပ်တဲ့အိုးခွက်ပကံတွေလည်းရှိရဲပြီးတော့ gas မီးဖို့ပဲဆိုတော့မီးလာလာမီးပြက်ပြက်ပြက်တနာမရှိဘူးဒီမှာမီးအတွက်ကိုလည်းသူ24နာရီအစဉ်ပြောင်းလုပ်ပေးထားရတယ်ဖုန်းလိုင်းကတော့သူ MPT ရမယ် Telinor တော့မရဘူး Wi-Fi လဲကောင်းတယ်အရန်အေးရင်မီးဖို့လို့ရတဲ့နေရာလေးတောင်ရှိသေးတယ်။ဒါကအပေါ်ထက်ကမှွေရလီကီတီမာကြည့်တာနှစ်ယောက်အိတ်မှွေရသုံးလုံးရှိတယ်။ကီထင် extra bed ထိုးမယ်ကလေးတွေအတွက်ဘာညာဆိုရင်၈ယောက်လောက်ကတော့အိမ်မှာအေးဆေးဆေးနေလို့ရပါတယ်။ညိုရဲနဲ့မတူပဲဒီဘက်ချမ်းမှာကတော့တိတ်ဆိတ်နေတော့အေးဆေးဆေးအနားယူခြင်းတဲ့သူတွေပါအတွက်ဆိုပို့ပြီးတော့အဆင်ပြေမှာပေါ့နော်အဲ private pool လေးလည်းရှိရယ် အောက်ဆင်းလိုက်လဲမျက်ခင်းစိမ်းလေးရဲ့အပင်လေးတွေရဲ့ပန်းလေးတွေရဲ့ခြံဝင်းလေးရလေးချစ်စရာလေးဒါကေပြောရဲဘာဘီကျူးလုပ်စားလို့ရရဆိုတဲ့နေရာလေးမိသားစုတွေနဲ့ပဲလာမလားဘရိုင်းနဲ့ပဲလာမလားအမှတ်တရအများကြီးပဲဖန်တီးလို့ရပါတယ်ကေခုမှစဉ်းစားမိရလေကပယ်လေးဆိုလဲဒီနေရာလေးကအရန်ရိုမန်တစ်ဖြစ်မှာပါချစ်ချင်နူတစ်တီတူလို့ကောင်းတာပေါ့နော်ကီဗလာရဲမှာပုံလိုက်ရိုက်နေနေ तू အစာလိုက်တောင်းနေရခလေးကြီးလည်းမွေးထားအဲ့ဒါနဲ့သူ့ကိုလည်းအစာချကျွေး ဟိုလိုဒီလုံးနဲ့ကေရီကူးတဲ့ချိန်ကနောက်ကျသွားတော့တော်တော်အေးနေပြီအဲ့ဒါနဲ့သူတို့ကော်ဖီလေးတောက်ခေါက်ဆွဲလေးပြုတ်စားညစာ Friday ရ9ခင်ရဲ့ဂျပန်တူနှစ်တရာကျော်လေးရဲ့မနေ့ကျတော့ check out မထွက်ခင်ဓာတ်ပုံရိုက်တဲ့တောင်စင်းလန်းကော်ဖီဆိုင်လေးမှာကော်ဖီတောက်တယ်အခုရွှေမန်းတလေးကိုရောက်လာပါပြီကေရဲ့မန်းတလေး vlog တွေကိုလည်းစောင့်ကြည့်ပေးကြပါအောင် like and follow နော်